မြန်မာဗုဒ္ဓဘာသာဝင်တွေဟာဘယ်လိုအခြေအနေမှာမိဘထံကနေပြီးတော့မှအမွေတောင်းခံခွင့်ရှိပါသလဲအလုံးမဲ့မင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကရလတော်ရှင်နေဦးအောင်ကျော်ပြုဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတို့သိတဲ့နယ်ဥပဒေဆိုင်ကိစ္စအများကိုဆွေးနွေးမြဝေရရှိပါတယ်အဲ့တော့ဒီအကြောင်းအရာလေးကကျွန်တော်မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးမြဝေပေးခြင်းဖြစ်တယ်ပေါ့နော် မြန်မာဗုဒ္ဓဘာသာဝင်တဦးဟာမိဘဖြစ်သူထံကနေပြောင်းမှာအမွေတောင်းခံခွင့်ရှိတဲ့အခြေအနေကိုအကျန်းအဖြစ်ဆိုလို့ရှိရင်သုံးမျိုးခွဲကြလို့ရနိုင်ပါတယ်ပထမအခြေအနေကတော့မိရင်းဖရင်ဖြစ်သူတဦးဦးသေဆုံးတဲ့အချိန်မှာကျန်းရသူမိဘထံကနေပြောင်းမှာအမွေတောင်းခံတာပါမိရင်းဖရင်ဖြစ်သူတဦးဦးသေဆုံးလို့ကျန်းရသူမိဘထံကနေအမွေတောင်းခံမယ်ဆိုလို့ရှိရင် အမွေတောင်းတဲ့သားသမီးဟာဩရတသားသမီး ဖြစ်ဖို့လိုတယ်ပေါ့နော်အကယ်လို့အောရတာမဖြစ်ဘူးဆိုလို့ရှိရင်တော့ကျန်တဲ့သားသမီးတွေအနေနဲ့ဒီလိုအခြေအနေမှာ အမွေတောင်းခံခွင့်မရှိနိုင်ပါဘူးအဲ့တော့အောရတာဖြစ်ရန်လိုအပ်ချက်နဲ့အောရတာသားသမီးတွေရဲ့အခွင့်အရေးအကြောင်းကိုကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ဆွေးနွေးမျှဝေထားတာရှိလို့ကိုရိုက်ရှာဖွေပြီးတော့မှလေ့လာကြည့်ရှုလို့ရပါတယ်ဒုတိယအခြေအနေကတော့မိရင်းဖားရင်ဖြစ်သူတူအူးတည်ဆုံပြီးနောက်မှာ ကျရတဲ့သူမိဘကနောက်အိမ်အောင်ပြုခဲ့မယ်ဆိုလို့ရှိရင်အမွေတောင်းကံငွေရှိပါတယ်အဲ့တော့သားသမီးအားလုံးကတောင်းကံငွေရှိတယ်ပေါ့နော်အကြံပြင်းအဖြစ်ဆိုလို့ရှိရင်နောက်အိမ်အောင်ပြုတဲ့မိဘကတဝက်ကျန်တဲ့သားသမီးအားလုံးကတဝက်ရရှိမှာဖြစ်ပါတယ်အဲ့တော့ကျရသူမိဘနောက်အိမ်အောင်ပြုတဲ့နေ့ကနေစပြီးတော့12နှစ်အတွင်းတောင်းခံရမှာဖြစ်တယ်ပေါ့နော်ဒါကတော့ဒုတိယအခြေအနေဖြစ်ပါတယ် တတိယအခြေအနေကတော့မိရင်ဖယင်းဖြစ်သူတည်ဆုံးတဲ့အခါမှာမိတွေးပထွေးထံကနေပြီးတော့မှအမွေတောင်းခံခွင့်ရှိပါတယ်မိတွေးပထွေးနဲ့လင်ပါမယပါသားသမီးတို့ရဲ့အမွေခွဲဝေရေးကိစ္စနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးနဲ့ဆွေးနွေးမျှဝေထားပြီးသားရှိလို့ကိုရိုင်းရှာဖွေပြီးတော့မှလေ့လာကြည့်ရှုလို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုမှာတတိပြုရမယ့်အချက်ကတော့အကြမ်းမြင့်အဖြစ်အမွေဆိုတာ တစ်ခါပဲတောင်းဝင်ရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဩရတာအခွင့်အရေးကိုတောင်းခံခဲ့ပြီးဖြစ်တယ်ဆိုလို့ရှိရင်မိရင်းဖရင်းဖြစ်သူ နောက်အိမ်တော်ပြုတဲ့အချိန်မှာဩရတာသားသမီးအနေနဲ့အမွေထပ်မှပြီးတော့မှတောင်းခံခွင့်မရှိတော့ပါဘူးအဲ့လိုပဲမိရင်းဖရင်းဖြစ်သူနောက်အိမ်တော်ပြုလို့သားသမီးတွေအနေနဲ့အမွေ တောင်းခံခဲ့ပြီးဖြစ်တယ်ဆိုလို့ရှိရင်မိရင်းဖရင်းဖြစ်သူတည်ဆုံးတဲ့အခါမှာထပ်မံပြီးတော့မှတောင်းခံခွင့်မရှိတော့ပါဘူး နော်ချွင်းချက်ကိစ္စရက်လေးတွေတော့ရှိသေးတယ်ဆိုတော့တော့သတိပြုရမှာဖြစ်တယ်ပေါ့လေနောက်ထပ်သတိပြုရမယ့်အချက်တစ်ချက်ကတော့မြမဗုဒ္ဓဘာသာဝင်နေအနေနဲ့ပေါ့နော်မိရဲ့ဘာရင်ဖြစ်သူနှစ်ဦးစလုံးတက်ရှိထင်ရှားရှိရဲ့သားသမီးတွေအနေနဲ့အမွေတောင်းခံခွင့်လုံးဝမရှိဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်မိရင်ဖရင် ဖြစ်တယ်ဆိုတဲ့စကားကိုတော့သတိပြုရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ် ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်